ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမကိတ်ကနေပြန်လဲကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အာစနယ်ကြောင့်မလို့ဥပဒေဖြစ်ကိုရောက်လာတဲ့ဥပဒေသစ်တွေကိုကလပ်ကပပလာပြိုင်ပွဲမှာစတင်ကျင့်သုံးတော့မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။အာစနယ် rules လို့မီဒီယာတွေနဲ့ပရိသတ်တွေကနမည်ပေးထားကြတဲ့ဒီဥပဒေတွေကြောင့်ကလပ်ကပပလာပြိုင်ပွဲကပွဲစဉ်တွေဟာထိမှတ်မထားတဲ့အဖြစ်အပျက်တွေမြင်ရဖို့လည်းရှိနေတာပါ။အာစနယ် rules လို့နမည်ပေးနေကြတဲ့ဥပဒေသစ်ကတော့နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့နီးပြတွေလူစားဝင်မဲ့ကစားသမားတွေအနေနဲ့ကွင်းအတွင်းကဘောလုံးကွင်းပြင်ထွက်လာချိန်မှာဘောလုံးကိုလက်နဲ့ကိုင်တာယူထားတာတွေလုပ်ရင်တိုင်ဘက်အတင်ကို free kick ပေးမဲ့ဥပဒေဖြစ်ပါတယ်တကယ်လို့ကွင်းထဲထိဝင်ပြီးတော့ဘောလုံးကစားနေတာကိုအနောက်ရှက် ပေးမယ်ဆိုရင်တော့အဲ့ဒီလိုအနောက်ရှက်ပေးတဲ့လူကိုတိုက်ရိုက်အနီးကပ်ထိပြခံရမှာဖြစ်ပါတယ်အာဆင်နယ်နီးပြအာတေတာဟာကွင်းပေးထွက်လာတဲ့ဘောလုံးတွေကိုဖမ်းယူကိုင်တွေ့တာတွေအာဆင်နယ်အသင်းရဲ့လူစားဝင်မဲ့ကစားသမားတွေဟာလည်းအလားတူလုပ်ရမျိုးတွေလုပ်တာကိုမြင်ဘူးကြမှာပါ ဒါပြင်အာဆင်နယ်ရဲ့လူစားဝင်ကစားသမားတွေဟာလူစားမလဲရသေးခင်ကွင်းထဲဝင်လာလို့မျိုးပွဲပြန်စားဖို့နောက်နေအောင်လုပ်တာတွေလည်းပြင်ပကြမှာတေးကြပါတယ်။အာဆင်နယ်တင်းဟာ2023-2024ဘောလုံးရာသီနဲ့2024-2025ဘောလုံးရာသီတွေမှာပရီးမီးယားလိပြိုင်ပွဲမှာလက်ပစ်ဘောတွေ free kick တွေနဲ့တောက်ကန်ဘောတွေရကြရင်ပြန်ပြအချိန်အစွဲဆုံးအတင်ဖြစ်ခဲ့ပါတယ်။ဒီအကြောင်းအရာတွေပေါင်းစုံလာတဲ့အခါမှာကျတော့အခုလိုဥပဒေအဖြစ်ကိုရောက်လာလို့အာဆင်နယ်ရူးစ်လို့ပြောနေကြတာဖြစ်ပါတယ်။ နောက်ထပ် Arsenal rules တခုလို့တတ်မှတ်ကြတာကတော့ဂိုးသမားတွေဟာဘောလုံးကိုလက်ထဲမှာ10စက္ကန့်ထက်ကြော်ပြီးခိုင်ထားမယ်ဆိုရင်တန်ဘက်အသင်းကိုတောင်းကံပေါ်ပေးရမယ်ဥပဒေဖြစ်ပါတယ်။အရင်ဥပဒေတွေကဂိုးသမားတွေကိုလက်ထဲမှာဘောလုံးကို6စက္ကန့်အထိခိုင်ထားခွင့်ပြုခဲ့ပါတယ်။ဥပဒေအသစ်ရ20စက္ကန့်ပိုခိုင်ခွင့်ပေးထားပြီးဂိုးသမားကဘောလုံးကို10စက္ကန့်ကျော်တဲ့အထိကင်ထားမယ်ဆိုရင်တန်ဘက်အတင်းကတောင်းကန်ပေါ်ရရှိမှာဖြစ်ပါတယ်။အာဆင်နယ်အတင်းအတွက်တော့သူတို့ရဲ့အားသာချက်နဲ့နည်းပြဟာတွေကို ကိုယ့်အတွက်အကျိုးရှိအောင်ခုလိုအသုံးချရာကနေဥပဒေပြဋ္ဌာန်းကန့်သက်ခံရတဲ့အထိဖြစ်လာတာကတော့ဝန်ထဲရမှာလားဂုဏ်ယူရမှာလားလို့တက်မဲ့ရမှုဖြစ်နေမှာသိကြပါဗျ။ကလပ်ကဘာဖလားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ဘာမကိမှာတင်ဆက်ပေးနေအောင်မှာဖြစ်ပါတယ်။ညီကိုတို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။